ထားပါရှင်။စပုတ်ဗီဒီယိုမြန်မာမှကျေးဇူးတိုက်ပါရယ်။2025ခုနှစ်မတ်လ9ရက်နေ့တောက်ချာနေ့အတွက်နောက်ဆုံးရပြည်သူတွေများကိုတင်ဆက်ပေးပါရမရှင်။ တရင်ကောင်းစဉ်မုံရမျိုးရီမှ ထွက်လာသောတံပြားကာကာ၂စီကိုချားဖြတ်တိုက်ခိုက်မှုစစ်တပ်မှဒုဗိုလ်တဦးပါဝင်16ဦးသေဆုံး၆ဦးမျိုးနဲ့ကင်းမွန်ထော်ပြူစခန်းနဲ့စစ်တဲစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနဲ့ပြူစောထီ၂၃ဦးသေဆုံးမြင်းချမျိုးနယ်ရင်းရက်တာဖြစ်ပွားသောတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၅ဦးသေဆုံးရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဦးစွာမုံရမျိုးရင်းမှထွက်ခွာလာတဲ့တံပြားကာကနှစ်စီကိုကြားပြတ်တိုက်ခိုက်မှုစစ်တပ်မှဒုဗိုလ်တဦးပါဝင်16ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရမျိုးတွင်မှထွက်ခွာလာတဲ့တံပြားကာကနှစ်စီကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်မှဒုဗိုလ်တဦးပါဝင်16ဦးသေဆုံးပြီးလက်နက်ဆက်နက်လက်သိမ်းဆီရရှိကာကနှစ်စီကိုမိရှုဖျက်ဆီးခဲ့တယ်လို့6ဦး People's Defense Force မှတာဝန်ရှိသူတို့ထံကသိရှိရပါရစေ။မတ်လ၄ရက်နေ့ညနေ3:30မိနစ်ချိန်ခန့်တွင်မုံရမျိုးတွင်မှထွက်ခွာလာတဲ့တံပြားကာကနှစ်စီဟာ ၆ဦးမြို့ကိုဖျက်၍မြင်းမှုဘက်ကိုဥတီထွက်သွားလာစေ။မုံရွာမန္တလေးလမ်းတနေရာတွင်တော်လင်ရေးပူပေါင်းမဟာမိတ်တပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုတွင်ကျမစစ်တပ်မှဒုဗိုလ်တူပါဝင်၁၇ဦးသေဆုံးခဲ့ပြီးတော်လင်ရေးဘော်တအူမစိုးရိမ်ရတဲ့ရရှိရဲ့ကြောင့်ရင်တိုက်ခိုက်မှုတွင်၆ဦးမြို့ပေါ်ရှိကျမစစ်ကောင်စီအထိုင်စခန်းဖြစ်တဲ့စိုက်ကွေးရုံနဲ့မြပလဲအထိုင်ဂိတ်မှ120မမလက်နက်ကြီး106ကျင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကနမခါမှစစ်တပ်လေးဒီဖြင့်နှက်ကျင်းလေးကြောင့်ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရှိ ှိရပါတယ်။ဂျမစစ်ကောင်စီတပ်သားများစီးနင်းလာတဲ့တံပြားကာကာ2စီ M A 1လေးလက် M A 3တက်လက် M A 11 3လက် G 3တက်လက် G 1တက်လက်60မမစင်ပြောင်းတက်လက်လာလာတက်လက်ဂျီပေါက်မျိုးစုံ22ပေါက်တင်စီရရှိကတံပြားကာကာ2စီမှာမောင်းနေမရတော့တော့ကြောင့်မိရှုဖြစ်စီခဲ့ရကြောင်းသိရှိရပါတယ်။အဆိုပါတကယ်မှုကိုတော့ချောင်းဦးမျိုးနဲ့ပကဖတိုက်ခိုက်ရတဲ့ချောင်း PDF နဲ့ဘူးတွဲတာဝန်ထမ်းဆောင်လေးရရှိတဲ့ရင်းမာပင်မျိုးနဲ့ပကဖလျုံတဲ့ ULF စစ်ကြောင်း B21 တပ်ရင်ရေရနာဘုံချင်းတွင် brother Bandula Defense Force Budale 3 Brothers Force Gani Special Force 11 Imore Guerrilla Force Sakai District Drone Team SDDD တို့ကပူးပေါင်းကလုံဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရှင်းတက်ခတ်မှုတွင် SRC Spring Revolution Clinic မှစေဘဆိုင်ရာကူညီပေးခဲ့တာဖြစ်ပြီးရင်းမြစ်လေကြောင်းအထိုင်မှလေကြောင်းကင်းထောင်းမှုကူညီပေးခဲ့တယ်လို့သိရှိရပါတယ်။ ဆက်လက်ပြီးချောင်းဦးမြို့နယ်ကင်းမွန်ထော့ဗျူစကန်နဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားနဲ့ယူဆတင်းနဲ့ဆက်သောဦးသေးဆုံးသောတဲ့တင်ကိုတင်ဆက်ပေးကြပါရစေ။ဇကန်တိုင်းမွန်ရွာခရိုင်ချောင်းဦးမြို့နယ်ကင်းမွန်ထော့ဖြူရွာစခန်းတိုက်ပွဲနဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားပြူစော်တင်း23ဦးထပ်မနေသေးဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့တယ်လို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ထံကသိရှိရပါရစေ။ဖေဖော်ဝါရီလ15ရက်နေ့နနက်7:23မိနစ်အချိန်ခန့်တွင်ချောင်းမြို့နယ်ကင်းမွန်ထော့ဖြူစော်တင်းရွာသိမ်းပိုင်နိုင်ရေးအတွက် က်တင်တက်ခဲ့ကြမှာတိုက်ပွဲစတင်ဖြစ်ပွားချိန်မှာတနအိခန့်အကြရင်6ဦးမြို့ပေါ်ထွေရုံယုံမိုးကောင်ဘုံကြီးကျောင်းများပလဲခင်မွန်ဘတ်စုံစစ်ကောင်စီတိုင်းစခန်းများမှာ120မမလက်နေကြီးများဖြင့်အားဆက်နှစ်ကြိမ်ပြစ်ကူပေးခဲ့တဲ့အပြင်မိတီလာလီတက်မှာ FTC 2000ကြီး Jet Fighter ဖြင့်ညနေ4:12မိနစ်တွင်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ထို့ပြင်ညနေ6:18မိနစ်တွင် မုံရွာကြီးဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမကမုံရွာမြို့နယ်ညောင်ဖြူပင်စခန်းမုံရွာမြို့နယ်တောပုပြည်စော်တီရွာမှပူပေါင်းအ င်အား200ခန့်ပြင်စစ်ကူစစ်ကြောင်းထွက်လာရမှာလမ်းကြောင်းပြတ်တောက်ရေးတဝယူထားရပြီးသူကာကွယ်ရေးရဲဘော်များနဲ့15မိနစ်ခန့်အကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ထို့သောစစ်ကူမြောင်များပြီးနေတဲ့ကြားမှာဂိမွန်တော်ပီဆိုတီရွာအရှိပဲရှိပန်ကာများရွာမြက်ဘက်ချမ်းရှိပန်ကာများစတင်ကြားဘုံကြီးကြောင်းတို့ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးညာရှိနိုင်ရန်တွင်စစ်တပ်စစ်ကူစစ်ကြောင်းများဂိမွန်တော်ရွာအနီးချင်းကလာတဲ့အတွက်အပိတက်တိမ့်ပိုက်နိုင်ခဲ့ခြင်းမရှိပဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များပြည်လဲကဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။လာတူဘေဖေဖော်ဝါရီလ16ရက်ညနေ9:00 40မိနစ်ချိန်ခန့်တွင်နမြုတ်တိုင်းစစ်ဌာနချုပ်နမကမှချောင်းမြို့တွင်သို့ရောက်ရှိနေတဲ့အင်အား80ခန်းရှိစစ်တပ်စစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အပြင်9မိနစ်အချိန်မှာလမ်းကြောင်းဖြတ်တောက်ရေးတပ်ဖွဲ့ကရင်ဆိုင်တပ်ဖွဲ့ဆင်နွှဲခဲ့ကြောင်းဂျမက်စစ်သားများထိနာပြီးမြပလေးအထိုင်စစ်တပ်စခန်းမှ120မမလက်နက်ကြီး21ကြိမ်ပစ်ကူပေးခဲ့တဲ့အပြင်မေဒီလာလီတပ်မှလည်း FTC 2000ကြီး Jet Fighter ဖြင့်လေးကြောင်းပစ်ကူတစ်ကြိမ်နမကမှ Paramotor နှစ်စီးဖြင့်လေးကြောင်းပစ်ကူနှစ်ကြိမ်ပစ်လုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒို့ဒူ February 19ရက်နေ့ညနေ၄နာရီ ို30မိနစ်ချိန်ခန့်တွင်ကင်းမွန်တော်ရွာမှစစ်တပ်စစ်ကြောင်းကတက်ခွာလာခြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတက်ခိုက်ခဲ့ကြောင်းမြောက်ပလဲတိုင်းစစ်တပ်စခန်းမှ120မမလက်နက်ကြီး23ကျိမိဒီလာလီတက်မှ Jet Fighter ဖြင့်ည8:32မိနစ်နဲ့34မိနစ်တို့တွင်နှစ်ချိန်ပြစ်ကူပေးတက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။စူပါတက်ခိုက်မှုများကိုတော့ချောင်းမြို့နယ်ပကပတက်ခိုက်ရေးတပ် CHU PDF နဲ့ဘူတွဲတပ်ဝင်ထမ်းဆောင်လျက်ရှိတယ်။ရင်းမပင်မြို့နယ်ပကပလက်ရုံတက် ULF စစ်ကြောင်းမဟာမိတ်တမန်ဖြစ်တဲ့ဘူဟာ၄၀ကွန်ကြောင်းလုံးကြီး KLG B21 တရင်မိုဘိုင်းတင်ဘူတလင်ဂရီလာဖို့စ်မုံရွာခရိုင်တရင်နှစ်တကွဲတရွာစောကြီးတကွဲကနီ3 brothers ဖို့ရတနာပုံချင်းတွင် brother ဖန်နူလာ defense ဖို့ဘူတလင်မျိုးနဲ့ Vino Revolution Force VRF မန္တလေးခရိုင်တရင်၅မိတ္တလာခရိုင်တရင်၃မိတ္တလာပကဖ Special Force 11 Emory Grilla Force ဆလင်ဂျီ Tax Force Drone တင် SSDF Drone တင်စကိုင်း District Drone တင် SDTT ဆလင်ဂျီမျိုးနဲ့ပကဖလေယုံတ တက်ဗမာလူမျိုးရေးတက်မတော်ဗမာလူမျိုးရေးဒီမိုကရက်တစ်တက် UPLDF မုံရခိုင်တရင်23မုံရခိုင်တရင်25တက်မနီဖို့စ်မုံရခိုင်တရင်28မုံရခိုင်တရင်22တောင်းသားလရင်တက်တော်တို့ကတခက်ခဲချင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းပြ SRC Spin Revolution Clinic မှာစေဘဆိုင်ရာကုညိပေးခဲ့ကြောင်းရင်းပြလေးကြောင်းထိုင်ကလေးလေးကြောင်းကင်းထောက်မှုကုညိပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆလပီမြင်းချက်မြို့နယ်တွင်နှစ်ရက်တာဖြစ်ပွားတဲ့တိုက်ပွဲတွင်စစ်ကောင်စီတပ်သား15ဦးသေဆုံးပြီးတန်ချက်ကာကနှစ်စီးပျက်စီးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းချက်မြို့နယ်တွင်နှစ်ရက်တာဖြစ်ပွားတဲ့တိုက်ပွဲတွင်ဂျမစစ်ကောင်စီတပ်သား15ဦးသေဆုံးပြီးတန်ချက်ကာကနှစ်စီးပျက်စီးခဲ့တယ်လို့ပြည်သူ့ကျေးတပွင့်တပ်ဖွဲ့ထံကသိရှိရပါရစေ။မတ်လတရက်နေ့နဲ့နေ့ရက်နေ့တို့တွင်မြင်းချက်မြို့နယ်လေသိကြီးရွာတွင်ထိုင်ကြတဆဲထားတဲ့ဂျမစစ်တပ်နဲ့မြင်းချက်နဘူးအိုင်လက်မိုင်းပေါ်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားများကိုတွလိုင်းတပွဲများကနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရ ပါရယ်။ဇူဝါနေ့ရက်တာတိုက်ပွဲအတွင်းဂျမတ်စစ်တပ်မှတန်ချက်ကာကနှစ်စီးပျက်စီးကဂျမတ်စစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့ပြီးတရားရရှိသူများပြကြောင်းသိရှိရပါရယ်။တိုက်ပွဲဖြစ်ပွားချိန်မှာဂျမတ်စစ်တပ်မှလေကြောင်းပစ်ကူပေးတိုက်ခိုက်မှုများကလည်းလှုပ်ဆောင်ခဲ့ပြီးဒလိန်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ကဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရယ်။ဇူဝါတိုက်ခိုက်မှုကိုတော့ပြည်သူ့ကျေတပ်ဖွဲ့ပူပိုက်ခဲ့ပွဲငကနီပြောက်ကြားတပ်ဖွဲ့ Anya Federal Task Force MGN Danger တန်တမိုင်းနဲ့မြင်းချံမြို့နယ်ဘက်ကဖားတို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါရယ်ရှင်။ ီကနေ့2025ခုနှစ်မတ်လ9ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယမွေးဖြစ်ပါတယ်ရှင်။